အားလုံးပဲမင်္ဂလာပါရှင်။အာစီတုဒ္ဒဆောင်ရတဆောင်ခြံနေမှာကြိုဆိုလိုက်ပါရယ်။ကျမကတော့စုဖြစ်ပါရယ်။ဒီနေ့တင်ဆက်ပေးမှာကတော့ဆရာကြီးဦးတင်ညွန်ရေးသားထားတဲ့ဘုဒ္ဓရူလေးများကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်။အားလုံးပဲလိုက်ပါနာစဉ်ခန်းစားပေးကြပါအောင်ရှင်။တခိုးမျက်လုံးအဖုံမျက်နှာပါဇက်ကဘလောက်ပဲရိုးတယ်ပြောပြောမျက်လုံးကတခိုးလိုဖော်ပြနေတယ်။ မင်းဘလောက်ဆိုဆိုစိုးလို့ရတယ်ဒါပေမဲ့မလိန်နဲ့မညာနဲ့တော်စရန်ရဲ့အနာကင်းနီနာဝတ္ထုထဲမှာဖုတ်ခဲ့ဘူးတာထင်ပါတယ်စိုးတာကိုခွင်းလွတ်လို့ရတယ်လင်ညာပြီးတော့လူစွမ်းကောင်းကြီးတွေလုံနေတာကိုတော့ရှင်းတယ်လူစိုးကလူကောင်းဖြစ်နိုင်တယ်လူညာလူလိန်တွေကတော့ပြင်းလို့မရဘူးဘဝဆုံးနေပြီလူလိန်လူညာတွေရဲ့စိတ်တဲ့ရေရာပြဿနာတစ်ခုကဘယ်သူ့ကိုမှမယုံနာပဲ။ ဘယ်သူ့ကိုမှမယုံတော့နောက်တော့မလုံမှုပေါ့ဒါကြောင့်လိန်ညာနိုင်ဖို့အတွက်ကြိုးထောင်နောက်ခံရှာကြတယ်အဲ့ဒီကြိုးထောင်နောက်ခံဆိုတာတခြားတော့မဟုတ်ဘူးလောက်တွေပေါ့လောက်တက်နေတဲ့ကောင်းတွေကိုဘယ်ပြည်သူမဆိုရှင်လဲပြည်သူကမယုံကြည်တာကိုထက်ခါထက်ခါပြောပြီးရုံအောင်လောက်တာအာနာရှင်တွေရဲ့ထုံးစံပဲသူတို့ကထက်ခါထက်ခါလိန်လေပြည်သူကလည်းသူတို့အပေါ်ယုံကြည်စိတ်တွေကထက်ခါထက်ခါပျောက်ဆုံးလေပဲ။ လူလိန်လူညာတွေရဲ့ရရှိမဲ့ပြည်တံကတော့မယုံကြည်မှုပဲလူလိန်တွေမင်းတို့ဘာပြောပြောပြည်သူတွေကလိန်ညာပြောနေတယ်လို့ပဲမှတ်ယူနေတာမင်းတို့အတွက်အကောင်ဆုံးအပြည့်တံတွေပဲပြည်သူကိုအထင်သေးသည့်ချင်းချောင်းဤတစ်ခုမှာလိန်ညာခြင်းဖြစ်သည်တဲ့ဆင်အနာရှင်တွေရဲ့အကောင်ဆုံးဝါဒဖြန့်ဤတစ်ခုပေါ့သူတို့ပဲတော့သူတို့ပဲတက်သူတို့ပဲကောင်းတယ်ဆိုတာကိုပေါ်လွင်စေခြင်းတော့ လင်းညာဖို့အတွက်ကန့်ကွန်အောင် အချက်အလက်တွေအခိုင်အမာတိဆောက်က ထောက်ပြကြရရှာတယ်။ဒါပေမဲ့သူတို့ထောက်ပြထားတဲ့အချက်တွေဟာပြည်သူကယုံကြည်ဖို့ထက်သူတို့ကိုပြန်ပြီးရှင်မုန်းဖို့ဖြစ်သွားတယ်ဆိုတာမသိရှာဘူး။ဘာကြောင့်လဲဆိုတော့တရုတ်မာတွေက သူတို့ကောင်းတွေကို ပြန်ပြီးတော့စော်ကားပြောဆိုနေတယ်လို့ဖြစ်နေတာကြောင့်ပဲ။ပြောရရင်တော့တခိုးလူဖြစ်ဆိုတယ်လို့ပေါ့။ပြည်သူကိုအနိုင်အထက်ပြုကျင့်နေတဲ့ကောင်တွေယွန်းစရာကောင်းလိုက်တာစိတ်သက်တွေ အောက်တင်းကြလိုက်တာငါတို့ကောင်းဆောင်လေငါတို့ကလေးတွေရဲ့ဂုံတွေကိုမင်းတို့ဘလောက်ပဲဖြစ်ဖြစ်တကယ်တမ်းပြက်သွားတာမင်းတို့မှမရှိတဲ့ဂုံတိတ်ခါတွေပဲဘလုံးမှအဖက်ဆဲလို့မရနိုင်တော့ဘူးငါတို့ဖျားရှင်ကဟောထားတယ်အရှက်မရှိသဖြင့်လကောင်းကြီးကဲ့သို့ရဲတင်းသဖြင့်လကောင်းသူတစ်ပါးတို့ဟာကဲ့ရဲ့ရှုံချခြင်းဖြင့်လကောင်းကြွားဝါသဖြင့်လကောင်းကြမ်းကြုတ်သဖြင့်လကောင်းဆူသွန်ညဉ့်ဉန်းသဖြင့်လကောင်း အသက်မွေးခြင်းသည်လွယ်သောအသက်မွေးခြင်းဖြစ်၏တဲ့ဇမပရာလွယ်ပါတယ်ကွာအောက်တန်းစားတွေဆိုတော့အောက်တန်းကြတာလည်းလွယ်ပါတယ်အောက်တန်းကြကြပြောရတာလည်းလွယ်ပါတယ်အရှက်မဲ့ဆိုတာပြောရတာလည်းလွယ်ပါတယ်ခက်တာကဘာလဲသိလားမင်းတို့ဘယ်တော့မှပြည်သူတွေရဲ့ယုံကြည်မှုကိုပြန်ပြီးတိဆောက်လို့မရတော့ဘူးပြည်သူတွေအားလုံးကတော့ကပါမကြည်ဘူးဟေ့ပဲမစင်ချုပ် မိစ္ဆာဆိုတာမှားတော်လို့အတိတ်ပဲရတယ်ဒိဋ္ဌိဆိုတာကအယူပေါ်မိစ္ဆာဒိဋ္ဌိလို့ပြောလိုက်ရင်မှားတော်အယူရှိသူတွေလို့ဆိုရမယ်မြန်မာပြည်ကြီးမိစ္ဆာဒိဋ္ဌိတွေလက်အောက်ကိုကြားရောက်သွားပြီကို့အမျိုးသားချင်းကို့လူမျိုးချင်းကို့နိုင်ငံသားချင်းကိုလက်နက်အားကိုနဲ့ပြစ်တက်နေတဲ့သူတွေကိုဘယ်သူကမှ ကောင်းသောအယူရှိသူတွေလို့ဆိုကြမှာမဟုတ်ဘူးအာနာဆိုတာကိုမမောတွေ့တာလုံးနာကြောင့်အသက်လည်းမမြင် သူ့ရဲ့လည်းမမြင်ဓမ္မလည်းမမြင်နဲ့အရမဝါရီတွေကတိုင်းပြည်ကိုလက်နက်အားကိုနဲ့ထိမ့်ချုပ်ထားခြင်းရောက်နေပေါ့ဗုဒ္ဓစကားနှာကြကြလော့နောက်ချေးပုံတွေတွင်နေသောနောက်ချေးပုံတွေတွင်မွေသောနောက်ချေးပုံတွေတွင်တည်သောနောက်ချီးပုထိုးကောင်သည်နောက်ချေးပုံကိုဘယ်တော့မှမမြင်တဲ့ကိုရောက်နေတဲ့နေရာကိုပျော်မွေ့နေရတဲ့ပတ်ဝန်းကျင်ကိုနားမလဲတဲ့နောက်ချီးပိုးတွေကတော့ငါတို့နေရတဲ့ဘဝဟာဘယ်ထဲမှလဲဆိုတာ ဘယ်တော့မှမြင်မှာမဟုတ်ပါဘူးမစင်နဲ့ရောက်နေတဲ့မစင်ဖို့အကြောင်းပြောရအောင်မယ်တညတော့လဲသားတွေလဲဝိုင်းချတောက်စားပြီးမိုးလင်းတော့ခီးဆက်ကြတယ်တောက်စားပြီးစွန့်သွားတဲ့မစင်မုံတွေကလည်းအပုံပုံပေါ့မစင်နဲ့ရတဲ့အတွက်မစင်ဘူးကမစင်စီလာရင်စွန့်ပစ်ထားတဲ့အရက်အိုင်ကိုဖြစ်မိတယ်ထူထားတဲ့အနံ့အရသာရှိတယ်ဆိုပြီးတော့အရက်တွေကိုတောက်သွားပြီး မစင်မုံကိုရောက်လာတယ် မစင်မုံကိုရောက်တော့အပေါ်ကိုတက်တောက်ထားတဲ့အရက်ရှင်နဲ့မန်ထငါကွဆိုပြီးမစင်မုံကိုဖနောက်နဲ့ပောက်တယ်မစင်ကလည်းအကြောတင်းကစားဆိုတော့နေဝင်သွားတာပေါ့အလုံးငါကဲ့သို့သောမစင်ဘူဂျုံမင်းရဲ့ကျုံအတန်ကိုမဟာပထဝီမြေတောင်မခံနိုင်ပါလားပေါ့မန်တက်နေပြီအဲ့ဒီအချိန်မှာစင်ကြီးတကောင်ဖြတ်သွားတာကိုလှမ်းပြီးတော့စင်ခေါ်တယ်ဟေးစင်ကြီး ငါကဲ့သို့သောမစင်ဘူးမင်းစစ်ကောင်ကျုံနဲ့စစ်ပြိုင်ထုံးမည်လို့တဲ့စင်ကလက်မကြည့်ပါဘူးချေးပုံမောကကောင်ကိုအရေးလုံးစရာမှမဟုတ်တာကြော်သွားတယ်ဟေ့စင်ဆိုတဲ့ကောင်ငါပြောတာမကြသလားကြောက်သွားတာလားစင်ကရက်လိုက်တယ်อืมခက်တော့တာပဲချေးဘူးတို့နင့်ကိုချင်းနဲ့နင်းငါချေတော့ပြီအစွဲနဲ့ထိုးအစွဲချေးပြီ နာမောင်းနဲ့ရိုက်လဲငါနာမောင်းပြီကောင်းပြီလေချီးပုံမောကအကောင်ကိုနင်းနဲ့တန်တာပေးခဲ့ရမှာပေါ့စင်ကဤတုံးပါချမစင်ဘူချုပ်ငယ်ရိတ်တက်တဲ့ကြပြပြသွားစင်ကကျင်ငယ်ပါထက်စွန်သွားပြီးမိမျိုးရာကမှုန်းပြီးတော့ပါတည်သွားပါတဲ့ဖရာဟောစတော့ပါရှင်ညွန်ကိုက950နိဘတ်တော်ဂုထပါဏဆက် ကိုကိုကိုတိမုဏိဆိုသူတွေမြတ်စွာဘုရားရှင်ကိုရမျက်ကြည့်လက်ထက်ကနိကန္ထနာထပုတ္တာဆိုတဲ့ဂိုင်းဆရာကြီးတယောက်ရှိတယ်။သူ့ကိုဘာကြောင့်နိကန္တာလို့အမည်တွင်တယ်လဲဆိုတာညှင်းရှာကြည့်လိုက်တော့မဟာဗုဒ္ဓဝင်ထဲမှာထင်ရမြင်ရအယူဝါဒအတိုင်းပြောဆိုလေရှိသောကြောင့်နိကန္ထဟု တွင်လီသည်လို့ရှင်းပြထားတာကိုတွေ့လိုက်ရပါတယ်။ ဖះရှင်လက်ထက်ကလေးကနာမည်ကျော်ဒိဋ္ဌိဆရာကြီးတွေ6ဦးထဲမှာတဦးအပါဝင်ပေါ့ဒိဋ္ဌိတွေဟာဖះရှင်လက်ထက်ကဖះကိုပြန်လို့မနိုင်မန်းသီးတော့နိုင်ွက်တမျိုးပြောင်းရတယ်သူတို့လူတွေထဲဆင်းလာပြီးတရဝအများဘေးကင်းကြပါစေကျန်းမာကြပါစေချမ်းသာကြပါစေဟိုနေရာမှာရှုံ့နှွန်တွေရှိတယ်ရှောင်ရနော်ဒီနေရာမှာစူးတွေရှိတယ်ကွင့်သွား အဲ့ဒီလိုအပေါ်ယံလေးတွေနဲ့ရှောက်ပြောကြတယ်။တကယ်ဆိုရင်နှွန်တွေ့ရင်ဖို့စူးတွေ့ရင်ကောက်ပြစ်လိုက်ပေါ့။အခုတော့နှုတ်ကလေးတွေချိုပြီးအတွင်သဘောပုတ်ရုံမာစွာနဲ့ဖျားနဲ့တန်ဃာတွေကို တိုက်ဖို့ပြင်ဆင်နေကြပြန်ပြီ။တန်ဃာတော်တွေကစွန်စားစီရမှာတရားဟုတ်ဖို့ခွင့်ပြုမထားတဲ့ကာလတွေဖြစ်နေခြင်းဆိုတော့လူစီယာကိုရှောင်ပြီးနေတော်မူကြတယ်။အဲ့ဒီအချိန်ကဒေတီတွေကမင်္ဂလာလိုက်ယူပြီးလူတွေကိုပုံမှန်ရိုက်နေတော့ လူတွေရဲ့စိတ်ထဲမှာအော်ဒိဋ္ဌိဆရာကြီးတွေထံကပဲမင်္ဂလာစကားကြားရတယ်ငါတို့အရှင်တွေကစံစားစရက်ထဲကိုတောင် မကြောက်တော့ဘူးဆိုပြီးကဲ့ရဲ့ကြတယ်လူတွေဆိုတာကတည်တဲ့အတိုင်းตายရင်ချီးကျူးမตายရင်ကဲ့ရဲ့လူသဘောအတိုင်းပေါ့ဒီတော့ဘုရားရှင်ကလူတွေတရားကို အလို့ရှိရင်တရားစကားပြောတရားဟောကြပါလူတွေရဲ့ဆန္ဒအတိုင်းဆုံးမပြည့်ပြင်ရမှာငါတို့အလုံးလို့ပြောကြတယ် ဒါကြောင့်ယဟန်းတွေကတရားစရက်တွေမှာလူတွေပင့်ဖိတ်ရင်တရားဟောတရားပြကြတော့လူတွေစိတ်ချမ်းသာပြီးဗုဒ္ဓဘာသာကိုကိုးကွယ်ယုံကြည်သူတွေပိုများလာတယ်။ဒိဋ္ဌိကြီးတွေက သူတို့လက်လာပါဆော်ရုံတော့တမျိုးထွင်ပြီးဘလို့ဝါရဖြန့်ညတယ်လဲဆိုရင်ဟေးငါတို့ကမုန်နေတွေငါတို့စိတ်စိတ်နေခြင်းကိုပြုတယ်။မင်းတို့ယဟန်းကောရမတာဝကတွေက စွန်စားစရက်တကလှဲ့ပြီးစကားတွေများတယ်လို့ပြောကြပြန်ရော။ ။အော်တက်လက်တက်နိုင်တဲ့ဒိတ်တိတွေဖယောင်းကိုပြန်လို့မနိုင်တော့ဝစီဘိတ်ကျင့်နေပြန်ပြီတဲ့။ဒိတ်တိတွေကသူတို့ကိုသူတို့မူးနီလို့ကြွေးကြော်နေပြီလေ။မူးနီဆိုတာသူတို့ကိုသူတို့ဖယားလို့ပြောတာ။ရှင်တို့ဒီပတိငါမူးနီကဆိုတဲ့စကားကြားဖို့မှာပေါ့။အားလုံးထက်မြက်လို့နှုတ်ပိတ်နေတာဝစီပိတ်နေတာဆိုပြီးတီညိုးလောက်အောင်လောက်ကြပြန်ရော။ ဒိဋ္ဌိတွေဝစီပိတ်ပြီးစတဲ့ထွင်နေတာဘုရားရှင်ကိုရောမြေကြီးကြားတော်မူတော့ယဟန်တို့စိတ်စိတ်နေကအမြဖြင့်မုဏိမဟုတ်လို့ဟောတော်မူပါတယ်။ဘုရားရှင်ပြောတာရှင်းရှင်းလေးပါ။အချို့သောသူတို့သည်မတည်သောကြောင့်မပြော အချို့သောသူတို့သည်ကြောက်ချင်းကြောင့်မပြော အချို့သောသူတို့သည်ဟွန်တို့စိတ်ရှိသောကြောင့်မပြောတဲ့။အချင်းဤသောနဲ့တည်ကြားလိုက်မှချင်းကင်းပြီးစိတ်စိတ်နေလို့မုဏိမဟုတ်ဘူး။ လူကြိုက်လာအောင်စက်တန့်ထွင်တာဉာဏ်ပညာကင်းသူပါပညာရှိသူတော်ကောင်းဆိုတာဈေးရောက်တဲ့သူလို့ဖျားရှင်ကိုလိုမြတ်ကြီးကနှိုင်းပြတော်မူခဲ့ပါတယ်ဈေးတွေဟာချိန်ခွင်နဲ့ချိန်ပေးပြီးဈေးရောက်တဲ့အခါမှာမပြည့်သေးရင်ပြည့်စွက်ပေးရတယ်တိတ်လွန်သွားရင်ထုံနှုတ်ပေးရတယ်မကောင်းမှုတွေလွန်ခဲ့ရင်ထုံနှုတ်ပေးပြီးကောင်းမှုတွေနည်းနေသေးရင်ပြည့်စွက်ပေးနိုင်ရမယ်တိလသမารိပညာ မိမုတ်တိညာနာတတနာဆိုတဲ့မြတ်တော်တရားတော်ကို ဆောင်ယူတတ်သူ မကားမှုမှန်သမျှရှောင်ကျဉ်နိုင်သူသာမုဏိပါပါဇက်ကြီးတွေပိတ်ထားတိုင်းမြတ်တယ်လို့ဖရာမဟောခဲ့ကြောင်းပါဗျာရှင်ညွန်ဓမ္မပရဓမ္မထဝက်ဒိဋ္ဌိတို့ဝတ္ထုတင်ညွန်အဘိနာစင်ငယ်ကြသူတို့တို့ယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင် ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့တော့ရှင်လန်းချမ်းမြေ့ကြပါစေရှင်